ယူကရိန်းရဲ့စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုတိုက်ခိုက်မှုရပ်ဆိုင်းမယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်စီကတိပေးခဲ့ပါတယ်။ဒါပေမဲ့ထရမ့်မျှော်လင့်ထားသလိုရပ်ပေါင်း30အလုံးစုံအပြည့်အခတ်ရစဲရေးအဆင့်ကိုတော့ပူတင်ကလက်မခံခဲ့ပါဘူး။မတ်လ18ရက်နေ့တုန်းကထရမ့်နဲ့ပူတင်တို့ဟာယူကရိန်းစစ်ပွဲရပ်ဆိုင်းရေးကိစ္စအတွက်ဖုန်းဆက်ဆွေးနွေးခဲ့ပြီးတဲ့နောက်အခုရလက်ထွက်ပေါ်လာတာပါ။အစောပိုင်းကယူကရိန်းဟာ အမေရိကန်ကမ်းလှမ်းတဲ့ရက်30ကြာအပြည့်ရရေးအဆိုပြုချက်ကိုလေးစားသဘောတူသွားမယ်လို့ကြေညာခဲ့တဲ့နောက်ထရမ့်ကပူတင်နဲ့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ထရမ့်စေလွတ်တဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာဆော်ဒီအာရေဗျမှာပြုလုပ်တဲ့ဆွေးနွေးမှုတွေအတွင်းရုရှားနဲ့ယူကရိန်းကြားရက်30ကြာအပြည့်အခတ်ရက်စဲနိုင်ရေးကိုအားတက်သရော်ညှိနှိုင်းပေးခဲ့ပေမဲ့ပူတင်ကတော့အလုံးစုံအပြည့်ရထားမဲ့ကိစ္စမျိုးဟာလောလောဆယ်မဖြစ်နိုင်ဘူးလို့ထရမ့်ကပြောခဲ့ပါတယ်။တိုက်ခိုက်မှုတွေရက်စဲသွားဖို့ဆိုရင် ယူကရိန်းစီလက်ရှိရောက်နေတဲ့နိုင်ငံတကာစစ်ရေးအထောက်ပံ့တွေနဲ့ထောက်လှမ်းရေးသတင်းအချက်အလက်ဝေမျှမှုတွေရပ်တန့်သွားမှသာဖြစ်နိုင်မယ်လို့သူကထရမ့်ကိုတောင်းဆိုခဲ့ပါတယ်။ထရမ့်နဲ့ပူတင်ရဲ့ဖုန်းဆက်ဆွေးနွေးမှုဟာအမေရိကန်ကအခိုင်အမာလိုလားတောင်းဆိုခဲ့တဲ့အခြေအနေမျိုးစီမရောက်ခဲ့ပေမဲ့ဆာဒီအာရေဗျနိုင်ငံမှာနောက်ထပ်စစ်ရဆိုင်ရေးတွေ့ဆုံဆွေးနွေးမှုတွေဆက်လက်လုပ်ဆောင်ဖို့ကိုတော့သဘောတူခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ယူကရိန်းသမ္မတဇယ်လမ်စကီးကယူကရိန်းရဲ့စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုအကာအကွယ်ဖြစ်စေမဲ့ အခက်အသက်နဲ့သဘောတူညီမှုကိုလက်ခံနိုင်ကြောင်းဒါပေမဲ့ညှိနှိုင်းမှုအသေးစိတ်ကိုတော့သိလိုကြောင်းပြောကြားသွားပါတယ်။ Trump ကတော့သူနဲ့ Putin ကြားကဖုံးဆက်ဆွေးနွေးမှုတွေဟာချောမွေ့ကောင်းမွန်ပြီးအပြုသဘောဆန့်ခဲ့တယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားထားပါတယ်။သုံးနှစ်ကျော်ကြာမြင့်လာတဲ့စစ်ပွဲကိုအဆုံးသတ်စေမဲ့ငြိမ်းချမ်းရေးစာချုပ်မျိုးချုပ်ဆိုနိုင်ဖို့အရေးပါတဲ့အကြောင်းအရာတော်တော်များများကိုလည်း Putin နဲ့ပြောဆိုဖြစ်ခဲ့တယ်လို့ Trump ကအသိပေးထားပါတယ်ရှင်။